မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့အထူးမှုလို့သာတဲ့ကိုဖော်ပြပေးပါမယ်2025ခုနှစ်ဇွန်လ6ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲချိန်တိုင်းထွာချက်တည်းရကပ်ပလီပင်လေပင်နဲ့ပင်လာပင်လေအော်မှာမုတ်တောင်လေးအားကောင်းလာနိုင်မှုကြောင့်၎င်းအရှိဘက်ကရွေးရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်းလာမယ့်9ရက်6လ2025ရက်နေ့ကနေ15ရက်6လ2025အတွင်းမှာတော့နေပြီးတော့ရောင်းတိုင်း ုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အောက်ပိုင်း၊ဧရာဝတီဒေသကြီး၊သတင်းနိုင်တိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မော်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာစိစိကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာဒေသလိုက်နဲ့နေရာကွက်ပြီးမိုးကြီးပါမယ်။အကြံပြုချက်အနေနဲ့ကတော့မိုးသည်ထန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုးပြစ်တာလျှက်စီးတတ်တာမိုးကြိုး မူတည်ကြတာတရားပြန်ရေးကြည့်တာနဲ့မြေပြိုတာစတဲ့သဘာဝဘီရနေတွေဖြစ်ပေါ်နိုင်တဲ့အတွက်အစောပိုင်းဒေတာအနီမှာရှိတဲ့ကိုမြင့်ဒေတာအနီမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့မြင့်ငယ်ချောင်းငယ်အနီမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေကြောင်းသွားလာရေးနဲ့လေကြောင်းပြန်တက်ရေးအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့လဲမိုးကြီးမဲ့သတိပေးချက်6ခါခွေးခါခွေး2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်ဇွန်လ6ရက်နေ့ထုတ်ပြန်ကြမှာတော့ဒီနေ့ညမှာစံတော်ချိန်ညနေ9:00နာရီခွဲချိန်နောက်ဆုံးရရှိတဲ့ချက်လက်တွေကအနောက်တောင်မုတ်တုံလီအားကောင်းရာကနေအားလုံးကောင်းနိုင်တာကြောင့် 9ရက်6လ2025ကနေ15ရက်6လ2025အပတ်မှာတော့နေပြီးတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအီရာရီတိုင်းဒေသကြီးရောင်တိုင်းဒေသကြီးတရင်းတိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မြို့ပြည်နယ်မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြမုတ်ထချုံရွာသွန်းပြီးတော့နေရာကွက်ပြည်မုတ်တဲ့ဌာနဒေသလိုက်မှုကြည်တာနဲ့မုတ်သက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ပြီးတော့မုတ်သက်လေပြင်းကြားရောက်စင်မှာရေပြင်းမြေပြင်းလေပြင်းဟာတနအီကို35 55မိုင်ကနေမိုင်60အထိတိုက်ခတ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒါကြောင့်ပြည်သူလူထုအနေနဲ့မိုးရွာသွန်းလာအောင်ကြောင့် ဒါကြောင့်ပြည်သူလူထုအနေနဲ့မိုးရွာသွန်းတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးတာမြေပြိုတာနဲ့လေတိုက်တာတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အဆောက်အုံတွေတစ်ပင်တဲပိုင်းတွေဖိုင်ဘာလိုင်းတွေလျှက်စစ်တအားလိုင်းပြိုကျရိုင်လဲခြင်းစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကိုမြင့်ဒေတာအနေမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မိုးကြိုးပြစ်တာနဲ့မြေပြိုမှုအန္တရာယ်ကိုလည်းပါမြမကန်ရဲတက်ရှောင်းမြင့်ငယ်ချောင်းငယ်အနေနဲ့မြေနေပိုင်းနေထိုင်ကြတဲ့သူတွေအနေနဲ့လည်းလေပြင်းအန္တရာယ်နဲ့လျှက်ရပြေရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုနိုင်ဖို့နဲ့စိုက်ပျိုးမွေးမြူရေးတောင်းတဲ့ပါဝင်ပြည်တွင်းလေကြောင်းပြန်တဲ့ရင်ပြည်တွင်းရေကြောင်း ောင်သွားလာရင်မကန်ရန်တချောင်းနဲ့ကန်းလွန်ပင်လေပြင်မှာရှိတဲ့ကန်းနေကန်းဝင်ငါးဖန်းရင်လေးဆက်လေတဲ့သင်းမောတဲ့အနေနဲ့အထူးသတိပြုနိုင်ဖို့အထူးသတိပေးချက်ထုတ်ပြန်လာတာဖြစ်ပါလေရှင်ဒါအပြင်အခုဒုတိယလာဘတ်အတွက်မှာတော့ဒင်းလာပင်လေအော်မှာလေပြီးအာနေရံဝဖြစ်နိုင်မုံတိုင်းဖြစ်မဖြစ်စောင့်ကြည့်ရမယ့်အကြောင်းဖော်ပြပေးပါမယ် အခုလဒုတိယဘက်အတွဲမှာတော့ဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရန်ဝန်ဖြစ်ပေါ်နိုင်ပြီးတော့မွန်တိုင်းပြည်မပြင်းစောင့်ကြည့်ရမှာဖြစ်တဲ့အကြောင်းမလို့သားလိလာစောင့်ကြည့်သူဦးဝနိုင်ကဒီနေ့မှလူမှုကွန်ရက်မှာရေးသားထားတာဖြစ်ပါတယ်။ ဂျွန်လ၁၂ရက်နေ့ညနေပိုင်းကစတင်ပြီးတော့ဘင်္ဂလားပင်လယ်ော်မှာအနောက်အလယ်ပိုင်းမှာတော့အထက်လေဝင်လိုင်းကနေလေပြင်းအားနဲ့ရောင်းတခုဖြစ်လာနိုင်တာကို GFS နဲ့ Icon Model ကြိုတင်ခန့်မှန်းချက်တွေအရလည်းတွေ့ရတယ်လို့၎င်းကဆိုထားပါဗျ။ဒါပြင်ဂျွန်လ၁၅ရက်ကနေ၁၆ရက်နေ့အတွင်းမှာတော့လေပြင်းအားနဲ့ရောင်းကနေ Cyclone Mona အဖြစ်ပြောင်းလဲနိုင်ခြင်း၄၀ရာခိုင်နှုန်းရှိ၄၀ရာခိုင်နှုန်းထိရှိနေတာကို ECNW ဂျန်နက်စစ်ချမှာလည်းတွေ့ရတယ်လို့ဆိုထားပါဗျ။ဒါကြောင့်ဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရောင်ဝဖြစ်ပေါ်လာရင်တော့ဒီအရှင်ကြောင့်ပဲဂျွန်လ12ရက်ကနေ14ရက်အတွင်းရခိုင်ပြည်နယ်မော်ပြည်နယ်၊ကရင်ပြည်နယ် ERA တိုင်းပဲခူးတိုင်းနဲ့နေပြည်တော်မှာတော့မိုးသင်းတင်းကနေမိုးများနိုင်ပြီးတော့မိုးရေချိန်ဟာ တိတသမ9လက်မကနေ9လက်မခန့်အထိရွာသွန်းနိုင်တဲ့ကြောင်းလကောင်းကဆိုတာပါပဲပြီးခဲ့တဲ့မေလ25ရက်ကနေ31ရက်နေ့အတွင်းမှာလည်းပဲမိုးတုံတွေအားလုံးကောင်းခဲ့တာနဲ့ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းဖြစ်ပေါ်လာတဲ့ကြောင်းကချင်ပြည်နယ်မှာ မြို့နယ်၃မြို့နယ်စကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့မြို့နယ်၂မြို့နယ်နဲ့ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်၅မြို့နယ်မှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့ပါသေးတယ်။မိုးရင်ကာလဖြစ်တဲ့မေလကနေအောက်တိုဘာလမှာမိုးတုံလေအားကောင်းလာမုန်တိုင်းမလေဝေလိုက်မုန်တိုင်းအကျဉ်းချံတိတ်တိုက်တွေကြောင့်မိုးများရင်တော့ရေကြီးရေရှမ်းလာမြေပြိုလာကမ္ဘာပြိုကျတာတွေဟာမြန်မာနိုင်ငံမှာနှစ်စဉ်နေပါကြုံတွေ့နေရတဲ့သဘာဝအခြေတစ်ခုလည်းဖြစ်ပါတယ်။အာရှတိုင်းအတွင်းမှာရှိတဲ့နိုင်ငံတချို့ကတော့ပြင်းထန်တဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်တဲ့မိုးကောင်းလာအပူလိုက်ဖြစ်တာရေကြီးတာမုန်တိုင်းဝင်ရောက်တာတွေကိုပုံမခံစ စားလာရပြီးတော့2023ခုနှစ်အတွင်းမှာလည်းအပူပြင်းစုံနှစ်တစ်နှစ်အဖြစ်နဲ့စံချိန်တင်ခဲ့တာကိုလည်းကြုံတွေ့ခဲ့ရတဲ့ကြောင်းကမ္ဘာမူလဝသအဖွဲ့အစည်း WMO က2024ခုနှစ်ဧပြီ23ရက်မှာထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်ဆက်လက်ပြီးတော့လေအမေရိကန်နိုင်ငံသားအလုံးကိုပြည်ဝင်권ပိတ်ပင်ပြီးတော့ဒေါ်နယ်ထရမ့်ရဲ့အမေကို6နိုင်ငံကထောက်ပြန်တဲ့အကြောင်းဖော်ပြပေးပါမယ်။ ဗဟိုအာဖရိကနိုင်ငံဖြစ်တဲ့ချက်သမရနိုင်ငံကတော့အမေရိကန်ရဲ့ဗီဇာပိတ်ပင်မှုဆင်းမှာပါဝင်ခဲ့ပြီးတဲ့နောက်အမေရိကန်နိုင်ငံသားအလုံးကိုဗီဇာပိတ်ပင်လိုက်ပြီးတော့ထရိုက်ရဲ့အစီအစဉ်ကိုလက်တုံ့ပြန်လိုက်ပါတယ်။၆နိုင်ငံ ချက်နိုင်ငံမှာတော့လင်းပြန်နေဒေါ်လာဘီလီယံများစွာမရှိပေမဲ့ချက်နိုင်ငံဟာဂုံသိက္ခာနဲ့မာနရှိတယ်လို့ချက်သမရာမဟာမတ်အိုင်ဒရက်ဒီဗီကဆိုပါတယ်။အာဖရိကဟာဒေါ်နယ်ထရန့်ရဲ့ဗီဇာပိတ်ပင်မှုကိုအစိုးဆုံးခံရတဲ့တိုက်ကြီးဖြစ်ပြီးတော့နိုင်ငံပေါင်း၁၂နိုင်ငံစင်းထဲမှာပါဝင်ခဲ့ပါတယ်။ဒီပိတ်ပင်နာကိုတုံ့ပြန်မှုဖြစ်နေအမေရိကန်နိုင်ငံသားအလုံးကိုဗီဇာပိတ်ပင်မဲ့အစီအစဉ်ဟာလာမယ့်တနင်္လာနေ့မှာစတင်သတ်မှတ်မယ်လို့ချက်သမရာကဆိုပါတယ်။ဒေါ်နယ်ထရန့်ဗီဇာအလုံးစုံပိတ်ပင်တဲ့နိုင်ငံတွေကတော့ချက်ကွန်ဂို ဖရာစာပင်အီကွေတိုရီယယ်ဂီနီအီရီထရီးယားလိဗျာဆိုမာလီယာဆူဒန်တို့အပြင်အာဖဂန်နစ္စတန်မြန်မာဟေတီအီရန်နဲ့ယီမန်နိုင်ငံသားတွေကို အမေရိကန်ကိုလာရောက်ခွင့်တောင်းမြစ်ခဲ့ပါတယ်။ဒါအပြင်ဘရွန်တီဆီယာလီယွန် တို့ကိုကျူးပါလာအိုတက်မင်နစ္စတန်နဲ့ဗင်နီဇွဲလားနိုင်ငံသားတွေကိုတော့ခေတော်လာခွဲတစိမ့်တစ်ပိုင်းကန့်သတ်မှာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ကျွန်တော်တို့ကိုအန္တရာယ်ပြုလိုတဲ့လူတွေကိုနိုင်ငံတွင်းကိုဝယ်ခွင့်မပြုပါလို့လူမှုကွန်ရက်မှာတင်ထားတဲ့ပို့တစ်ခုမှာဒေါ်နယ်ထရန့်ကပြောပါတယ်။ဆက်လက်ပြီးတော့ဂျွန်လ9ရက်နေ့အတွင်းမလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောက်မှာတိမ်တဲ့တဲကနေတိမ်လူတက်ပြီးတော့မုတ်တုံလေအားကောင်းရွာကနေအားလုံးကောင်းပါတယ်ပင်လယ်ပြင်ခြေနေကရခိုင်ကဲရံမြို့ဝကျောင်းပေါ်ဒေသနဲ့မော်ဒမာကွေးမှာတော့လေဟာအနောက်အနောက်တဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးလှိုင်းတဲ့တဲ့ရှိပါမယ်တင်းနိုင်ကံရံဒေသမှာလေဟာအနောက်ဘက်ကနေတနအီကို15မိုင်ကနေ25မိုင်ကတိုက်ခတ်နိုင်ပြီးလှိုင်းကြည့်ပါမယ်မိုးချိန်နေဟာစကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းတင်းနိုင်တိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့မုတ်ပြည်နယ်မှာနေရာအနှံ့ပြမုန်ထစ်ကြုံရပါမယ်နေပြည်တော်စကိုင်းတိုင်း တိုင်းအောက်ပိုင်းမန္တလေးတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်မှာတော့နေရာဆိတ်ဆိတ်မုတ်ထကြုံရွာသွန်းပြီးတော့မကွေးတိုင်းမှာနေရာခွက်ကြမုတ်ထကြုံရွာသွန်းပါမယ်ရှင်။ဆက်လက်ပြီးတော့မြန်မာကိုတန်ခတ်အရေးယူဖို့ ILO ရဲ့ဆုံးဖြတ်ချက်တန်းနဲ့ချီတဲ့မြန်မာအလို့သမားတို့ဘောတက်ရောက်လာနိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်။မြန်မာကိုအထက်ကတတိ3အရာတန်ခတ်အရေးယူဖို့ပြည်ပြဆိုင်ရာအလို့သမားအဖွဲ့ချုပ် ILO ညီလာခံကအတည်ပြုလိုက်ပြီးတော့ဒီအကျိုးဆက်ဟာတန်းနဲ့ချီတဲ့မြန်မာအလို့သမားလူတို့အပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်မယ်လို့သိရပါတယ်။ဒီအတင်ပြချက်ကိုဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်ခဲ့တဲ့133ကြိမ်မြောက်ပြည်ပဆိုင်ရာအလို့သမားညီလာခံကနေဆုံးဖြတ်ခဲ့ရဖြစ်ပါတယ်။ ILO ရဲ့အဆုံးဖြတ်ချက်တစ်ခုသတင်းစကားကမဖြစ်တဲ့မဖြစ်ထိုက်တာကိုဆုံးဖြတ်ချက်ချလိုက်တယ်လို့ပဲထင်တယ်။သူတို့ရဲ့သတင်းစကားအရစစ်မှုထမ်းခေါ်တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ပါ။ဒါကဘလို့မှလက်ခံလို့မရဘူး။ဒီဟာကိုဆုံးဖြတ်ချက်ချတော့ဆက်ရုံအလို့ရုံအလို့သမားတို့ကဒီဟာကိုလက်မခံဘူး။ သူ့ရဲ့ကျိုးဆက်တွေကအများကြီးရှိတယ်သူတို့ကအကန့်အသတ်နဲ့လုပ်မယ်ပြောတယ်ဒါပေမဲ့ဆက်ရုံအလို့ရုံတွေမှာမိခိုးပြီးတော့လုပ်နေရတဲ့သူတွေတန်းနဲ့ချီတဲ့အလို့သမားတို့အတွက်အငတ်ပင်ဆိုင်မယ်အလို့လက်မယ်ဖြစ်မယ်ဒါကတော့သိကြတယ်လို့အလို့သမားရေးရာကိစ္စတွေကိုဆောင်ရွက်သူအလို့ရှင်အလို့သမားညှိနှိုင်းချက်ပြည့်အဖွဲ့ကဆိုပါတယ်2022ခုနှစ်နောက်ပိုင်းမှာတော့မြန်မာနိုင်ငံအရေးအပြောင်းအလဲတချို့ကြောင့်ဆွေဒင်နိုင်ငံက Asianland စပိန်နိုင်ငံက Inditex ဗြိတိန်နိုင်ငံကပရင်မတ်တို့အပါအဝင်ကမ္ဘာကျော်ဝှက်ထည်ထုတ်လုပ်နေတဲ့ကုမ္ပဏီ20ကျော်ကတော့မြန်မာနိုင်ငံမှာအထည်ကျုံလုပ်ငန်းအနှံလုံဆောင်နေတာတွေကိုရပ်ဆိုင်ဖို့ဆုံးဖြတ်ခဲ့မှုတွေတော့ရှိခဲ့တယ်လို့ ISP မှာကဖော်ပြပါဗျာ။ဒါအပြင်နိုင်ငံတွေအထည်ကျုံလုပ်ငန်းတွေကချုပ်လုပ်ထားတဲ့ CNP နဲ့ CMB စနစ်နဲ့ချုပ်တဲ့အထည်တွေကိုနိုင်ငံပေါင်း80ကျော်ကိုအဓိကထားပြီးတင်ပို့လျက်ရှိနေတယ်လို့ဖော်ပြသလိုဂျပန်၊ပိုလန်၊စပိန်၊ဂျမနီ၊ကိုရီးယား၊ UK ၊နယ်သာလန်၊ပြင်သစ်၊အီတလီ၊အမေရိကန်၊ဒိမတ်၊ဘယ်ဂျီယံအစရှိတဲ့အနောက်နိုင်ငံတွေဟာမြန်မာအထည်တွေကိုအဓိကတင်ပို့တဲ့စျေးကွက်ဖြစ်တယ်လို့လည်းသိရပါဗျာ။ အမျိုးဆိုင်ရာအလွတ်သမားအဖွဲ့ချုပ် ILO ကချမှတ်တဲ့ Article 33ဆိုတာကတော့အလွတ်သမားခွင့်ရချိုးဖောက်တဲ့နိုင်ငံတွေကိုဆန္ဒပြမှုအကြမ်းဖက်နှိမ်နင်းတဲ့နိုင်ငံတွေအာရမစစ်မှုထမ်းခိုင်းတဲ့နိုင်ငံတွေကိုချမှတ်ဖို့တတ်မှတ်ထားတဲ့အရေးယူမှုလို့နားလည်လို့ရတဲ့အကြောင်းကျန်းကျင်သူတွေကသုံးသပ်လာပါတယ်။ဒါ့အပြင်ဇင်ဘာဝေနိုင်ငံ၊ပီလာရက်၊ကမ္ဘောဒီးယားနိုင်ငံနဲ့မြန်မာနိုင်ငံတွေကို ILO က Article 33ကိုသတိပေးခံရတဲ့နိုင်ငံဖြစ်တယ်လို့လည်းသိရပါတယ်။ မြန်မာလူသမားလူထုအနေနဲ့ရောလူသမားတမကအနေနဲ့ရောဒါကိုဆက်လက်ကန့်ကွက်သွားဖို့ရှိတယ်။အာရလိုဘက်ကအရေးယူဖို့ဆုံးဖြတ်ချက်ချလိုက်တဲ့ဘလို့ပုံစံနဲ့အရေးယူခံရမယ်ဆိုတာသူတို့ရဲ့ဥပဒေနေဥပဒေကဘလို့လာအောင်လဲဒါကိုလည်းစောင့်ကြည့်ရမှာဖြစ်တယ်လို့သူကဆိုပါတယ်။အာရလိုကချမှတ်လိုက်တဲ့ Article 33ကြောင့်မြန်မာနိုင်ငံအနေနဲ့ပုံမစင်းရက်ကြက်တယ်လာမှာဖြစ်ပြီးတော့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထပ်ပြီးထွက်ခွာသွားနိုင်ွယ်ရရှိတယ်လို့ကြွမ်းကျင်သူတွေကသုံးသပ်ထားကြပါတယ်။မြန်မာနိုင်ငံဘူး အလုံးစုံပိတ်ဆို့အရေးယူဖို့ဆိုပြီးတော့ပြီးခဲ့တဲ့နှစ်ကအပြည့်ဆိုင်ရာလူ့သမားရေးရာအဖွဲ့ ILO မှာ Article 33ကိုတင်သွင်းခဲ့တာဖြစ်ပြီးတော့ဒီ ဒီ article 33အသက်ဝင်လာရင်တော့အဲ့ဒီအကျိုးဆက်ကမြန်မာအထည်ချုပ်လုပ်ငန်းတွေနဲ့အခြေခံအထည်ချုပ်လုပ်သားတွေအပေါ်မှာအကျိုးသက်ရောက်မှုများစွာရှိနိုင်တယ်လို့ကျွမ်းကျင်တဲ့သူတွေကဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့မြန်မာနိုင်ငံမှာရှိတဲ့အာရုံလိုရုံးကိုအထည်ချုပ်လုပ်ငန်းရှင်တွေမြန်မာလုပ်သားတွေကလက်မှတ်ရေးထိုးပြီးတော့ကန့်ကွက်စာပေးပို့ထားတဲ့ကြားကအာရုံလိုက article 33အရာအရေးယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်